ခင်ဗျားတို့တိုင်ရင်ကလာတက်ပြီးတော့သတင်းကတိုင်ရင်မှုရှိမရဘူးကြံကြားရေးရှိမရဘူးထားပါတော့အဲ့ဒါဆိုရင်ခင်ဗျားတို့ရှင်ကနေဂျွာသားတွေကိုသတင်းထုတ်ပြန်ပေးပါမယ်ဒါရှိပါတယ်သူမှထုတ်ပြန်တယ်အကြောင်းရှိပါတယ်ဆိုတော့ပြီးခဲ့တဲ့မနေ့ကဘာကြောင့်ပြောခိုင်းတာမဆိုင်ဘူးလေဘာမှမလုပ်တဲ့လူတရားကိုအပြစ်မဲ့လူတရားကိုတတ်တာအဲ့ဒီအစားကျွန်တော်မုံတဲ့လူတွေခိုင်းတာလည်းမဟုတ်ဘူးတော်တဲ့နိုင်ငံရေးမှာဟိုကိုတိုင်မှုရှိလို့ရှိတဲ့လူတွေခိုင်းတာလည်းမဟုတ်ဘူးအဓိကကစကားစခိုင်းတာရှင်းသားအဲ့ဘက်ကစကားစလမ်းခိုင်းတာ လမ်းခိုင်းတော့အဲ့တိုင်ရင်းလေးကကိုဦးအဲ့ခွဲမှုဆိုတဲ့ကောင်ကသူ့ပထွေးတွေခိုင်းလို့သွားပြီးတော့သူ့လိုတက်ခိုင်းပြီးတော့ဒလန်ကောင်းတဲ့တက်တာအဲ့မှာပတ်သက်ပြီးတော့သူ့ကိုသွားတက်ပေးလိုက်တာမဆက်မလို့ရလဲကျွန်တော်မသိဘူးဦးလင်းနဲ့အခဲမကြေဖြစ်ထားတဲ့ဟာကစကားဆဖြစ်မယ်စကားဆဘက်ကဖြစ်တာဒီတိုင်ရင်းလေးကကောင်းတဲ့နဲ့ဦးလင်းနဲ့ညီစုံတစ်ခုမှမရှိဘူးဒီလောက်သူဥရဟိုဒီရွာတွေသွားနေရဗျာဒလန်ဘုံပဲနဲ့မိုင်းဆွဲတိုက်ခိုက်တယ်ကောင်းပေါ်ပါလေပတ်သက်နေအကုန်လုံးယူသွားတယ်ယူသွားတော့ခြေရလဲရကလည်းအကုန်လုံးရွာသားတွေလိုက်ကြည့်တော့လည်းပြီးသေးရပါပဲ ဲ့တော့ဦးကြီးမွန်တို့ဟိုမေးရမှာကအားလုံးပဲမင်္ဂလာပါဒီကက်မှာတော့ရဲဘော်မြတ်အောင်ရဲ့ဦးလေးဖြစ်သူလောက်ကြံခံရခြင်းကစစ်ကောင်စီကတက်ခိုင်းပြီး PDF ကငွေကြေးရယူကဦးလေးဖြစ်သူအသက်ခံလိုက်ရခြင်းဖြစ်ကြောင်းရဲဘော်မြတ်အောင်က ပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါဦးခင်ဗျာဟုတ်ပါဘူးနော်အခု line ပေါ်မှာဖြစ်နေတာတွေ့ရတယ်အချို့အရင်စိတ်မကောင်းဘူးဘူးမှလည်းဒါပြောမယ်ဆိုတာဒီဘက်မှာရှိတဲ့လူတွေနဲ့ကျွန်တော်နဲ့ပြဿနာတက်ဖူးတဲ့လူတွေနဲ့ ဒါ line ပေါ်မှာကျွန်တော်ဝေဖန်လို့ကျွန်တော်အသက်ကိုတော့ဟိုရရှာဘူးတဲ့လူတွေနဲ့မသက်ဆိုင်ဘူးဒီကိစ္စကကျွန်တော်ရေးတဲ့ topic လို့ပဲအညာအညာခံနေရတယ်ဆိုတော့ပါကိစ္စလေးဆိုပြောပြညာပီဒီအတရင်နေရှိတယ်เนาะဒါကျွန်တော်အဓိကပြောချင်တာတရက်ခံတရင်လေးအဲ့မှာပြီးခဲ့တဲ့ရက်ကပဲကျွန်တော်တင်ခဲ့တဲ့ဟာလေးကြောင့်ဒါကြေဖို့ဖို့ဆိုလဲကျွန်တော်ဆက်သွင်းလာတယ်မြောက်အောင်မင်းဒါအမတ်တေစစ်တွေသားကြီးဆိုတဲ့ဟာက တို့တော့မရှိတော့ဘူးတဲ့ KI ရနေပြီးတော့ပြန်ဖြုတ်လိုက်ပြီ။ဘာကြောင့်လဲဆိုတော့အဲ့မှာအမတ်တစ်စစ်တွေတိုင်းမှာ KI ခုနှစ်ခုပဲသူတို့ကင်တော့ AK ခုနှစ်ခုတော့ကျွန်တော်မသိပါဘူး။အဲ့ဒီမှာတော့ဒါအမတ်လေးတိုင်ရင်မပါတော့ဘူး။မပါတော့မပါတော့ဆိုတော့ဒါတို့သုံးဆုံးပဲမရှိဘူး။ဩကျွန်တော်ကအဲ့ဆိုအဲ့ဆိုကျွန်တော်ဘယ်လိုလုပ်ရမှာလဲ။မင်းအနေနဲ့ဒါအမတ်တစ်စစ်တွေတိုင်းဆိုသုံးဆုံးကမရှိဆိုပြီးတော့မင်းရေးလိုက်တယ်။အဲ့လိုရေးလို့မရဘူးလို့ဒါဘုံဘုံတို့ဒါ KI ဘက်နဲ့ပတ်သက်ပြီးတော့ဖြစ်တဲ့ဟာတော့ KI ရနေပြီးတော့ထုတ်ပြန်မှုတစ်ခုလုံး။ဒါမှမဟုတ်ရင်ဘုံဘုံတို့ဒါဒီသတင်းအတိအကျပါဆိုပြီးရေးကိုက social influencer တွေ ဒါ public figure ဆိုတော့ကိုပြောရင်ဆိုရင်တော့ဒါထီရောက်တယ်ပေါ့အဲ့တော့ကျွန်တော်ဘုံဘုံတော့ question ရဲ့ဟိုတင်ထားတဲ့ post ကိုကျွန်တော်ပြန် share လိုက်သေးတယ်ဒါတော့ဒါအဲ့လို share ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါဘုံဘုံ question ကိုလည်းဒါဟို public မှာအဆင်မပြေလို့ဒါပေးပါဖြစ်တာဘူးလေလူတွေပိုင်းနဲ့မဆိုင်ဘူးပေါ့နော်ဒါဒီကိစ္စအမတင်စစ်ဒေတာကြီးနဲ့မဆိုင်ဘူးဆိုတဲ့အခါကိုပြောပြတယ်ပြီးတော့ဦးလေးစောရတဲ့အကြောင်းအရလည်းကျွန်တော်နဲ့ဒီ line ပေါ်မှာပွဲဖြစ်ဘူးလေလူတွေနဲ့တယောက်နဲ့မှပြောကမဆိုင်ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်စုံစမ်းပြီးပြီ စုံစမ်းပြီးပြီးအတိအကျလည်းရပြီ။ဒါကြောင့်တချို့ဟာတွေကထုတ်ပြန်ဖို့ခက်ခဲနေတယ်ဆိုတော့သိရနိုင်မယ်။ကျွန်တော်တို့ကဒီကိစ္စတွေကအစကစနဲ့အလားတလာတူတယ်ဖြစ်စဉ်တွေဖြစ်နေ။ဥပမာဗျာအာနိုင်ငံရေးလှုပ်ရှားမှုတူတယောက်အနေနဲ့ပြောရမယ်ဆိုရင်ကျွန်နိုင်ငံရေးသမားတွေကိုယ့်ရဲ့အိမ်ကနေပြီးပြေးလာတယ်။အေးမင်းနိုင်ငံရေးထက်လို့ရင်တော့မင်းရလူတွေကိုရန်ရှာမှာနော်ဆိုတဲ့အစကစရဲ့အပေါက်တိုင်းပဲဖြစ်နေအကြမှာ။အဲ့တော့ညာမှာမတရားမှုတွေဖြစ်နေလားဆိုတော့ဖြစ်နေတယ်။ဒလန်ဆိုပြီးတော့အတက်ခံရတဲ့လူတွေလည်းမနေဘူး။ ဒါတွေကဘာကြောင့်လဲဆိုတော့ဘုသူတအားနေတာရယ်အပေါ်ကနေပြီးတော့ပြောတဲ့လူတွေမှလည်းသူတို့မှလက်တော့ပြန်ဖို့အကျွေးတွေများတာပြောမယ်ဆိုကျွန်တော်ဘယ်ကစပြအန္တရာယ်စပြောမယ်အန္တရာယ်ခက်မှာကိုယ်စားလှယ်တွေအမတ်တွေဝင်လုပ်ခဲ့တဲ့လူတွေတော်တော်များများစကားဆိုင်ရဲ့စနစ်ဆိုးတွေကိုအရှိမခံစားဘူးရတဲ့လူတွေကြီးပဲအဲ့တွေကအန္တရာယ်ခက်မှာတော့မှဒါသူတို့ရပိုင်ခွင့်နေသူတို့လုပ်ပိုင်ခွင့်နေမှာမူတည်ပြီးတော့စကားဆိုင်ကိုပြန်နှိပ်ကုန်တယ်ဒါတော့ ဖြစ်တဲ့ငါလို့ပြောရင်တော့ဒါကတော့ကျွန်တော်ဆိုလဲလုံးမိပါမယ်။ဘာကြောင့်လဲဆိုတော့သွေးကြွတွေရှိတာကိုနော်သွေးကြွတွေရှိအောင်။ဒါပေမဲ့လို့ကအဲ့စနစ်ဆိုတာဘယ်လောက်ထိဖြစ်သွားလဲဆိုတော့ဟိုငင်းရဲနေတဲ့ကာလများမှာဗာစကားစားနဲ့ပတ်သက်ဖို့သူတွေဒါမှမဟုတ်ရင်အဲစကားစားနဲ့ရှင်းနေတဲ့သူတွေကလိုက်ပြီးတော့ရှော့တာ။အဲ့ကိစ္စဘယ်လိုအောင်ပြသတာတက်လာလဲဆိုတော့ဒါကျွန်တော်ချင်းချင်းမုံချင်းမဆိုင်ဘူးနော်ကျွန်တော်ပြောလားကျွန်တော်မုံတဲ့လူတွေနာမည်လည်းတစ်ခုမှမပါဘူး။ကျွန်တော်လည်းမတဲကောင်လည်းမပါဘူး။ကျွန်တော်ကြီးမြတ်ကောင်လည်းမပါဘူး။အဓိကကတရားဖြစ်တင်တာကိုပြောပြတာကျွန်တော်ကဘာကြောင့်လဲဆိုတော့ဒီအရောအချိန်မီမပြင်ဆင်နိုင်ရင် ပြည်သူတွေအားလုံးဟာဒုက္ခကြီးကြရောက်။အခုလည်းရောက်နေပြီလား။ကိစ္စတွေတော်တော်များများကျွန်တော်တို့မတွေးလိုက်တာလေ။မသိလိုက်တာရှိ။ဥမာမြောက်ပိုင်းကိစ္စတွေချို့တော်တော်များများကိုကျွန်တော်မသိဘူး။ထပ်ပိုင်းကိစ္စ၊မြေလက်ကိစ္စမသိဘူး။တောင်ပိုင်းကိစ္စကိုကျွန်တော်သိရကျွန်တော် speed out လေးပြောတယ်။အဲ့လိုပဲ။အဲ့မြေလက်ကိစ္စတွေတော်တော်များများကိုဘာကြောင့်လူတွေက speed မအောင်နိုင်တာလဲ။မပြောနိုင်တာလဲ။သူတို့မိသားစုတွေအိမ်မှာကြံခဲ့လို့ပြောမယ်ဆိုအဲ့တရားခိုင်တော့ဘာကလူတွေတော်တော်များများယူသားကြတယ်။ဘာကြောင့်လဲဆိုကျွန်တော်ငငယ်တုန်းကလေအဲ့ကဇာတိချက်ကျွေးမွေးရမြေတော့မဟုတ်ဘူးဗျာ။အဖိုးကအဖိုးကအဲ့တရားခိုင်ကနေညာ ဟိုရန်ကုန်လာပြီးထွန်းထွန်းပေါက်ပေါက်ပေါ့နော်ဟိုအစိုးရဝင်တဲ့ညာလူကြီးကြီးတစ်ခုရှိတယ်စစ်ပတ်ဆိုင်ရာမဟုတ်ဘူးနော်ဒီရက်ပတ်ရက်ပတ်ပေါ့နော်ဒါဆေးရုံတို့ဘာလို့မှအလုပ်လုပ်တယ်လုပ်တယ်ဆိုတော့အဲအဲ့တရက်ကနေပြီးတော့ရန်ကုန်ရောက်ပြီးတော့ထုံးပေါက်သွားပြီလေအများကြီးပဲကျွန်တော်မကောင်းပြောတာမဟုတ်ဘူးခရိုင်အနေနဲ့ကျွန်တော်တို့ဒါဒေသအနေနဲ့တော့တည်ရတဲ့ရွာတွေပါလေဆိုရိုးသားကြတယ်ကောရိုးသားကြတယ်အဲ့တော့ဘလို့ဖြစ်လာလဲဆိုတော့အနေထားကရိုးသားကြတဲ့လူတွေဆိုတော့သူ့မှာပိုင်ဆိုင်မှု ဟိုမတ်မောတာဘာမှတိတ်မရှိဘူးပြောမယ်ဆိုဗျာကျွန်တော်ငယ်ငယ်ကကိုရင်သွားဝင်တယ်အိမ်မှာခုနှစ်တန်းလောက်ကမတ်မကြီးကသွားဝင်တော့အဲ့လိုသွားဝင်တော့ဟိုတရားလုံးနှိပါကမျိုးတွေလိုပဲနော်ပြောမယ်ဆိုရင်ဒါခေါင်းရင်ကလည်းအမျိုးချင်းရင်ကလည်းအမျိုးဘဲရွာလမ်းမဲသွားလိုက်သွားလိုက်ကြိုက်တဲ့အိမ်ထမင်းတက်စားလို့ရတယ်နော်ရွာလမ်းမှာရှိတယ်ဟိုအပြိုရွယ်မိန်းကလေးနေလည်းအမျိုးကိုယ်တက်ကြီးတဲ့အကိုလေးလည်းအမျိုးတချို့အသက်30ကျော်နေပြီကျွန်တော်တူဖြစ်နေတာတော့မရှိဘူးပြန်ပြီးတော့ဆွေမျိုးဆက်ဆက်လိုက် ပြောမယ်ဆိုရင်ဝါရကျွန်တော်ပြန်ကြည့်နေပြန်တော့ဒါဒါမြန်မာတလိမ့်မှာရှိအောင်နော်ရှိရဆိုတော့ဘလို့ဖြစ်လာလဲဆိုတော့အဲ့လိုရိုးသားတဲ့နေရာတွေကလက်နက်ကလေးတဲ့ခါမှာသူ့မှာတော်လန်ကျစိတ်ခုပဲရှိတယ်ဘာမှအခြေမြတ်မပါတော့အခြေမြတ်ဆိုတာကျွန်တော်ပြောချင်တာကနိုင်တာမဟုတ်ဘူးနိုင်ငံရေးအသည့်လက်နက်ကင်ချင်းရဲ့ဘူးသူတာကြွယ်ဝမှုလက်နက်ကင်တယောက်ရဲ့ထားရှိရမယ့်စိတ်တွေဘာမှတစ်ခုမှမပါတော့အဲ့ဒါဘလို့ထိဟိုအနေနဲ့ရှိလဲဆိုကျွန်တော်မျိုးရောင်ကောင်တွေမှာမပါဘူးပြောမယ်ဆိုရင်လက်နက်ကင်လိုက်တာနဲ့ရိုင်းစိတ်ကဖြစ်တာဗျာရိုင်းစိတ်ဖြစ်တာကိုပြန်ပြီးတော့ဒါကိုပြန်ပြီးတော့ ရှော့ချဖို့ဆိုတာကျွန်တော်တို့စာပေဘူးသူတအားရဲ့ပြီးတော့ကျွန်တော်တို့ရှိတဲ့ရေကုန်းပေါ့အပေါ်နေပြီးတော့ပိတ်ပြီးသုံးမှမယ်လို့အပြည့်ရှိတာကျွန်တော်ဒါ BBR တွေမောင်ဆောင်ခါတော့ဆိုတယ်ဒါဆောင်ခါတော့ကောင်းတယ်လေရေထဲစာပေမှလည်းကောင်းတယ်ဒါဒါဒေါ်လာရေးအကြောင်းတွေလည်းကောင်းကောင်းနားလေတော့သူဟိုတက်တွေကြီးလိုက်ဘာသတင်းမှမချောင်းပြည်သူပေါ်လည်းအဲ့လိုမျိုးနိုင်ချင်းဟိုဖြစ်လာမျိုးစစ်စီကန်းနဲ့လည်းအညီသွားတယ်အဲ့တော့စစ်စီကန်းနဲ့အညီသွားရဲ့လို့ဆိုတာ၌စစ်စီကန်းကောင်းကောင်းနားမနေတဲ့အမတ်တွေတော်တော်များများဥဆောင်တယ်အညာဘက်မှာလူကြီးဆက်ဖြစ်လာတယ်အမတ်တွေနဲ့ပတ်သက်ရပတ်သက်ကြောင့်ဥကြီးမုံနဲ့ပတ်သက်ရပတ်သက်ကြောင့်ဥကြီးမုံတို့ကလည်းဒါစစ် ဟိုကောင်စီကဒုက္ခပေးမှုခံစားခဲ့ရတာအဲ့တော့စစ်တပ်နဲ့ပတ်သက်ရင်ကွာချဘာမှမေးများမနေနဲ့အဲ့လိုအနေထားရှိတယ်ရှိတော့ဘလို့ဝေပြဿနာတော့တက်တယ်ဆိုတော့စစ်တပ်အုပ်ချုပ်တဲ့ခေတ်မှာတော့အကုန်လုံးစစ်တပ်နဲ့ပတ်သက်ရတယ်အဲ့မှာစစ်တပ်နဲ့လက်ရောညီထွေးနေလို့စစ်တပ်နဲ့လက်ရောညီထွေးနေလို့အကျိုးစီးပွားဖြစ်နေတဲ့လူတွေဒုနဲ့တွေအများမှအများကြီးရှိတယ်အဲ့လိုပဲ NLD ခေတ်မှာလည်း NLD နဲ့လက်ရောညီထွေးနေလို့စီးပွားဖြစ်သွားတဲ့လူတွေဒုနဲ့တွေအများကြီးရှိတယ်ခေတ်တစ်ခေတ်မှာပြောင်းလဲသွားပြီဆိုရင်အဲ့ခေတ်ရဲ့စီးကြောင်းကိုကောင်းကောင်းနဲ့ ကင်းပါးပါးနဲ့ချင်းကန်နိုင်တဲ့လူတွေကပတ်စံရှိတယ်။ချမ်းသာတယ်။အဲ့အနေထားမှာစနစ်တစ်ခုပြောင်းလိုက်တဲ့အခါမှာဟိုစနစ်မှာချမ်းသာတဲ့ကောင်တွေကအဲ့စနစ်တော့အဲ့ကောင်တွေနဲ့ပင်းခဲ့ရဆိုပြီးလိုက်တက်နေလို့မရဘူး။အဲ့ကအမှန်တရားပဲလိုက်တက်နေလို့မရဘူး။အဲ့လူတွေကိုကိုယ့်ဘက်ပါလာအောင်ဆွဲခေါ်ရတာ။အဲ့လူတွေအကျိုးကြောင့်ရှင်းပြရတာ။အဲ့မှာပဲဒေတာတစ်ခုဟာရဲရွာတစ်ခုဟာတိုင်းပြည်တစ်ခုဟာနားလည်မှုရင်းနဲ့ပို့ပြီးတော့ချစ်ချစ်လက်လက်နဲ့အောင်မြင်တာတိုးတက်တာ။အမေအိတ်ခင်မတော်ကတော့ပြင်မင်း ပြီးခိုင်မျိုးတက်တာမလားပြီးခိုင်မျိုးတက်တဲ့ကောင်တွေအကုန်လုံးနဲ့သွားပြီးတော့ပတ်သက်မိတယ်ပြီးခိုင်မျိုးရုံနေအောင်အဲဆင်းတိုင်တာအဆပြီးခိုင်မျိုးကောင်နဲ့တူတူထိုင်ပြီးတော့ရက်တော့တာအဆအလုတ်တူလုတ်တာအဆအဲ့ကောင်တွေအကုန်လုံးရှင်းလို့သွားပြောလို့မရအောင်အဲ့လိုပဲပြီးခိုင်မျိုးပြန်တက်တဲ့အချိန်ကျ NLD ခက်မှာ NLD ကကောင်တွေဒီလိုမျိုးသွားပြီးတော့သွားပေါင်းနေတာပြုတ်နေတာဒါတွေတွေ့ခဲ့တယ်အဲ့ကောင်တွေအကုန်လုံးရှင်းလို့မရအောင်ဒါကမြန်မာနိုင်ငံမှာဖြစ်နေတဲ့အစိမ်းအီးပြဿနာပြောမယ်ဆိုပါတီကနှစ်ပါတီပဲရှိတယ်စစ်တပ်ကနေပြီးတော့အသွင်ပြောင်းထားတယ်အခုစကားမှရွေးကောက်ပဲလုံးမယ်ပြီးခိုင်ဖြိုးရယ် ကျွန်တော်တို့ဒီပြီးခိုင်ဖြိုးကအာနာသိန်းတို့အဲ့လိုပဲပြောရမှာပဲเนาะဒီခိုင်ဒီခိုင်ဖြိုးက NLD ကိုအာနာသိန်းတို့အဟိုဘယ်လိုပြောမလဲဟိုခံစားခဲ့ရတယ် NLD တွေเนาะအဖွဲအဲ့နှစ်ဖွဲပဲရှိတယ်เนาะနောက်စကားပြောရင်ဖုန်းကဝင်လာတော့ကျွန်တော်ကမနေ့စဉ်းစားပြီးပြောနေတာเนาะအဲ့တော့အဲ့နှစ်ဖက်နဲ့အဲ့နှစ်ဖက်ကမှတွေ့ခဲ့တဲ့ပြည်သူတွေအပဲရှိပြည်သူတွေကတော့တည်ရတယ်နီးရတာကြောက်ရတာဟုတ်အဲ့တော့အကုန်လုံးနဲ့အပေါင်းအသင်းလုပ်ရတာရှိအဲ့တော့အပေါင်းအသင်းလုပ်လို့နည်းနည်းပါးပါးလေးများ ဟိုနည်းနည်းပျော့ပီးပလူးတာလေးမြင်ရင်ဒလန်လုံးတစိမ့်တက်ပြီးတော့သွားတက်လို့မရဘူးဒါလက်နက်ကင်တွေအကုန်လုံးတိရမယ်ဒါအခြေခံစီးမြဲမယ်ပြည်သူလူထုကဝေဖန်တဲ့ပြည်သူလူထုတွေရှိတယ်သွားရှင်းလို့မရဘူးဒီပြည်သူလူထုတွေမားတယ်ဆိုရင်ခေါ်ရုံးမှာခေါ်ပြီးတော့စစ်စစ်အေးအေးယူသူနဲ့ထိုက်တန်းနဲ့ပြစ်ဒဏ်ပေးသွားရှင်းလို့မရဘူးကဲဟုတ်ပြီဒလန်တယောက်ဆိုရင်လည်းဘယ်လိုမျိုးလဲအဲ့ဒလန်ကဘလောက်ထိပြည်သူလူထုကိုနှိပ်စက်ထားလဲတတွင်းတနေနေပေးပြီးတော့ဒီတက်တခုအချိန်မုန်းတဲ့အထိကိုပိုင်အောင်လုပ်ထားတာလားဒါမှမဟုတ်ရင်ပြည်သူလူထုတွေပေါ်ဒီဒလန်ကတက်နေရလာလိုက်ပြီးတော့အဲ့လိုအနေထားနေအနေထားပေါ်မူတီပြီးမှပဲသူနဲ့တက်ဆိုင်တဲ့ ြစ်မှုဥပဒေနဲ့ပဲရေးယူလို့ရတယ်စေယုံပါလေအဲ့ဒီအကုန်လုံးမလုံးနိုင်မဲနဲ့တော်လိုင်းကိုလုံးလို့မရဘူးအဲ့မလုံးပဲနဲ့တော်လိုင်းလောက်တဲ့ဆိုရောင်းသောသဘောနေဖြစ်လာမယ်အခုဖြစ်လာအဲ့လိုပဲ PDF တိုက်ရင်အမြီကန်ရောင်းသောသဘောနေအများကြီးဖြစ်နေတယ်အညာပါအညာဒူပိုင်းတို့ကိစ္စတွေပေါ်လာတာတွေဒါကျွန်တော်မပြောခင်တော့အခုဒါကျွန်တော်ပြောတဲ့တိုက်ရင်ဆိုတဲ့အရှိမကိစ္စတွေအများကြီးရှိဘူးတဲ့အဲ့တော့ဘယ်လိုအောင်ဆက်ဖြစ်လဲဆိုတော့တချို့တိုက်ရင်တွေကစစ်ပွဲမဖော်ဆောင်နိုင်ဘူးညာသောအပြင် MOD ရောက်ကတိုက်ရင်တွေနော် ်ဖော်ဆောင်တဲ့တိုင်ရင်ရှိပါလေလေးစားပါလေဒါပေမဲ့များသောအားဖြင့်တိုက်ပွဲမဖော်ဆောင်တာအခုဒီအမှတ်လေးတိုင်ရင်ဆိုရင်ကျွန်တော်လေးလာသုံးသက်ကြည့်ရလောက်ပါတော့နော်ဇန်နဝါရီကနေစပြီးတော့အခုထိကိုလမ်းမှာလာတဲ့ကားကိုဘုံဆွဲတိုက်ခိုက်တယ်နော်ဘုံဖွဲတိုက်ခိုက်တယ်နောက်တစ်ခုကကြတော့အာဟိုဒလန်ရှင်းတယ်ဒီလောက်ပဲစကားသားနဲ့တိုက်ပွဲထီးတွေတိုက်ပွဲဆိုပြီးကြီးကြီးမားမားစကားသားရဲ့ဖေကုန်းတော့တင်လိုက်ပါပြီဘယ်စကားကိုတင်လိုက်မှမရှိဘူးအေးမရှိလို့လေကျွန်တော်အနေနဲ့ကသူတို့ကိုဟာမင်းတိုက်ပွဲမဖော်ဆောင်နိုင်ဘူးသွားပြောလို့မရဘူးသူတို့အထိုင်တက်လာနည်းနည်းစိုးမှုမှုအတွက်ပဲထားတာတွေတက်လာအဲ့ဒီရလေအရေးကြီးတယ်အဲ့ဒါဆိုရင်ကျွန်တော်ကဘာဆက်ပြောရမလဲဆိုရင် အထိုက်တလဲရေးကြီးတယ်ခုနလိုစကန်းကောင်းတွေတိမ့်နိုင်တဲ့တက်တွေကလည်းအရင်ရေးကြီးတယ်နော်အဲ့တော့သူတို့ဒါတိုက်နိုင်ရင်မတိုက်နိုင်ရင်အဓိကမဟုတ်ဘာလဲဆိုတော့လုတ်ကွက်တွေပြကြာလို့တယ်လုတ်ကွက်တွေပြကြာလို့ပြီပြောရမယ်ဆိုရင်ဗျာဒါစကားစားအောက်ကရဲစကန်းတစ်ခုကတလောက်အမှုမတစ်ခုအံ့ရမယ်ပေါ့အဲ့လိုအနေထားနဲ့လုတ်ကွက်တွေပြကြာလို့တယ်လို့တဲ့အခါမှာဘာဖြစ်လဲဆိုတော့အာဒါစကားစားခစ်တော့ဟိုး2023ဟိုးရှေဟိုးရှေဟိုးရှေခစ်နေတော့ကဒီလူတွေဟာစကားစားနဲ့ပင်းငယ်ဘူးတယ်အဲ့လူတွေကိုရှင်းပြောရင်ဒလန်တစိမ့်တွေတက်သူ့မိသားစုကဘယ်သူအောင်မယ်အော်လဲဟာကြီးလိုက်ရှင်း လိုမျိုးကိစ္စရတယ်ဒုနဲ့ဒေးဖြစ်လာတာအဲ့တော့စောင်းစောင်းနဲ့ပတ်သက်ပြီးလူတွေကလည်း NLD ခက်မှာ NLD ဟိုရကြေးရကြေးမှာလူကြီးတွေဖြစ်ခဲ့တာပဲအဲ့လိုတော့မကြည့်တော့ဘလို့တွေပြန်သွားလဲဆိုတော့ဆက်ကဆက်ကလည်း NLD ခက်မှာသူတို့နဲ့ပတ်သက်ခဲ့တဲ့ကောင်တွေကရကြေးရကြေးမှာလည်း NLD ခက်မှာပြန်ပြီးပါနေကြရောတောသူတောင်ရရနားမလဲရောနိုင်ငံကြီးဟာဟိုခက်တော့ဟိုခက်လိုက်ကြတာ Trump အဲ့တော့အဲ့မှာဆက်ကဆက်ကလည်းညိုးတယ်ဒီဘက်လက်နက်ကင်တွေကလည်းမြင်မကြည့်ဘူးဖြစ်တာဖြစ်တော့ရှိတာကအစိမ့်နေပြဿနာဘာကြောင့်လဲဆိုတော့အစိမ့်နေဆိုတော့ NLD မှတ်တွေတော်တော်များများအုပ်ချုပ်တဲ့ဒေသတွေမို့လို့ကျွန်တော်အနီးပြဿနာလို့ပဲကျွန်တော်တွေးလိုက်တယ် အစိမ်းရကြတော့စကားစကားဟုတ်အဲဘေးသားလေးပဲစစ်ချောင်းထိုးဖို့ကြိုးစားတယ်သူအုပ်ချုပ်တဲ့နေရာရှိတယ်အဲ့တော့အစိမ်းရကြီးပြဿနာအဲ့ဂျာထဲမှာနှစ်ဖက်လုံးပါမှုတဲ့ပြည်သူလူထုကပြဿနာအဲ့တော့စီဝါရေးစီဝါရေးနေဒီမှာစီဝါရေးဆိုရင်တည့်ရတိုင်းစဘာပွဲသားတော့ပဲပွဲသားအဲ့လိုမျိုးရှိတယ်ကိုယ်တိုင်စိုက်ပြီးရောင်းတာနေရရှိတယ်အဲ့မှာပြဿနာတွေတက်ခဲ့တဲ့လူတွေအဲ့ဒါကကြီးကြီးငယ်ငယ်နော်အဆုံးသွားတဲ့ကျွန်တော်ဦးလေးဆိုရင်အသက်80နှစ်တက်80နှစ်တက်ရှိ80နှစ်တက်အရွယ်ကိုကျွန်တော်ပြန်တွေးကြည့်အောင်တာမန်ရတားပြည်သူအနေနဲ့ 91အရွယ်မှာခင်ဗျာမလုပ်နိုင်တော့ကျွန်တော်35တောင်မှလူငယ်ခြေချဖြစ်နေတာကျွန်တော်ကိုဗစ်ဖြစ်တာတွေမောမခံနိုင်ဘူးเนาะအဆုတ်ရောင်ပြဿနာငငယ်တွေကရှိတယ်ဟိုအကောင့်ကြီးတာကြီးတာပဲเนาะဟိုကာယပလဖွင့်မြို့တာဖွင့်မြို့တာပဲဒါပေမဲ့ကို့မှာလည်းကို့ယောဂနဲ့ကို35မှာလည်း91အရွယ်ဗျာအညာဘက်ဘာညာဆိုဗိုင်တာမင်ချိုးတဲ့ပြဿနာအများကြီးရှိတယ်အဲ့မှာ91အရွယ်လူကြီးတယောက်ကိုဟိုဆိုင်ငယ်3လေးနဲ့လူ6ယောက်လောက်လူငယ်6ယောက်လောက်ကလာပြီးတော့6ယောက်လောက်မဟုတ်6ယောက်တိကျကလာပြီးတော့ခေါ်ရတဲ့ဟိုဂျော်ဒန်မှာတက်တဲ့ဖြစ်စဉ်မှာ တိတိကျကျပြန်ပြီးရောစုံလမ်းရရတဲ့လောက်ကနော်ဟိုဗါလေ60ရာခိုင်နှုန်းလောက်ပေါ့နော်တိတိကျကျစုံလမ်းရတဲ့လောက်ကတော့ဘလို့ဖြစ်လဲဆိုတော့ဩအဲ့ဒီမှာကိုဦးဆိုတဲ့လူရှိတယ်တင်းလေးမှာနော်အဲ့မှာသူတို့ကဘလို့မျိုးတိုက်ပွဲကိုအပြဖော်ဆောင်နေဆိုရင်းနေတာရင်းနေတာဆိုတဲ့အဲ့မှာရဲငင်းရှိတယ်ရဲငင်းလေးအရှိမအဲ့ရဲငင်းရှိတယ်အဲ့ရဲငင်းကစကားစနဲ့ PDF နေကပေါင်းပြီးတော့တိုက်ပွဲကိုကြောင်ပြဖော်ဆောင်ရတယ်အဖေါ်ဆောင်လို့မရဘူးဒါတိုက်ပွဲဖြစ်နေတယ်ပေါ့ဗျာပြောရမယ်ဆိုရင်အဲ့တဲ့ကောင်ကောင်းနေအောင်ဟာဟာလာပေးနေလာမယ်ဒီမှာအော်ဒါသားရရှိတယ်အဲ့တော့ ဟိုပြောမယ်ဆိုရင်အဲ့လိုမျိုးတိုက်ပွဲကိုရောင်ပြဖော်ဆောင်တာရှိတယ်အဲ့လိုရောင်ပြဖော်ဆောင်တဲ့ကိစ္စတွေကိုတော့ကျွန်တော်ထူးတယ်လည်းမပြောတော့ဘူးကျွန်တော်နေလာတောင်ပိုင်းမှာနော်တောင်ပိုင်းမှာတကယ်စစ်ပွဲတွေဖြစ်တာရှိတယ်ရောင်ပြဖော်ဆောင်ပြီးတော့မင်းတို့ကတန်းငါတို့ကစုံမယ်ငါတို့ကပြန်စုံမယ်မင်းတို့ကတက်ဆိုတဲ့ဟာလေးအများကြီးပဲအဲ့တော့အဲ့ဒီ trend ကဘယ်လိုရသွားလဲဆိုတော့အညာကလည်းရတယ်ဘာကြောင့်လဲဆိုတော့စစ်တင်တန်းတက်တာတွေကလည်းဒီတောင်ပိုင်းမှာလာတက်တာတွေလည်းတချို့တွေရှိတာဟုတ်အညာအိဘကရိုင်ဘက်ကတက်တာတွေရှိတာဟုတ်အဲ့တော့တိုက်ပွဲဖော်ဆောင်တဲ့အနေထားဘာညာအကုန်လုံးကိုရသွားပြီရသွားတဲ့အခါမှာညှိပြီးတော့ရေသာရဲစခန်းတွေကအဲ့လိုမျိုး အဆုတ်တက်နေကစားပြတာရှိတယ်။ဒါမှလည်းပြောမယ်ဆိုအလုပ်လုပ်တယ်ပေါ့ဗျာပြောမယ်ဆိုအလုပ်လုပ်တယ်ပေါ့အဲ့လိုနေထားပေါ့။အဲ့မှာဘယ်လိုဖြစ်လဲဆိုတော့တော့ဦးလေးဖြစ်သူကတက်ခိုင်းတာဆက်ကဆက်။ဒါမှမဟုတ်ဆက်ကဆက်ဝင်တက်လို့မရဘူး။အပိုင်ကတရင်လေးပိုင်တရက်ခရိုင်ဖြစ်နေ။အဲ့တော့တရက်ခိုင်တရင်လေးမှာကိုဦးလို့ဆိုတာသူတို့ရဲ့လက်ကင်တုံးလို့လုံးလို့ရတယ်ကောင်းတယ်ရှိတယ်ဆက်ကဆက်နဲ့ပြင်းနေတယ်ကောင်းတယ်ကိုဦးကတက်ခိုင်းတယ်ကိုဦးကအဲ့မှာခွဲမှုအဲ့မှာရေးမှုလို့ပေါ့လင်းရုံလို့ပေါ့ရှိတယ်ကျွန်တော် messenger မှာစကားတော့ပြောပြီးမပြန်ဘူးဘယ်သူမှငြိမ်နေတယ် page မှာလည်းအကုန်လုံးငြိမ်နေကြတယ် အဲအမှုကအဲ့လိုအဲ့တော့စကားစားဘယ်လိုတခါလဲဆိုတော့အန်တီခက်မှလည်းဒီလူကပါတယ်နော်အဲ့တော့အဲ့လူရဲ့စီဝါရေးဘာညာလက်ငုတ်လက်ရင်းကလည်းကောင်းတယ်အဲ့တော့ဘာလို့ရှိမှဒီမှာပြိုင်မဲ့စီဝါပြိုင်မဲ့ဘာညာရှိတယ်အဲ့တော့အဲ့လူမျိုးဒလန်ဆိုပြီးတတ်မလိုက်အနေထားနဲ့လှုပ်လိုက်အောင်လှုပ်လိုက်တော့ဘယ်လိုရှိ哦အဲ့ရမိန်ကသွားလဲဆိုတော့တရင်လေး PDF ထိုစစ်ဆင်လာတဲ့စစ်တပ်ကိုချင်းပူပေါင်းတက်တိုက်ခိုက်ဘုံမှုအပါဝင်တေဆုံမှုများလက်နက်များတင်ရဟုချင်းပြည်ကောင်စီထုတ်ပြန်တော်လန်ရေးမဟာမိတ်ပူပေါင်းတက်တွေနဲ့စစ်တပ်အကြားနိုဝင်ဘာလအတွင်းတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကဘုံမှုအဆင့်အရာရှိအပါ အဝင်တပ်ဖွဲ့ဝင်တရားခန့်ကိုချေမုန်းနိုင်ခဲ့ကြောင်းချင်းပြည်ကောင်စီကာကွယ်ရေးဝန်ကြီးဌာနကဒီကနေ့နိုဝင်ဘာ18ရက်မှာထုတ်ပြန်ပါတယ်ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ချင်းမျိုးသားတပ်မတော်နဲ့ဒီတနရကာကွယ်ရေးတပ်ဖွဲ့တွေပါဝင်ဖွဲ့စည်းထားတဲ့ချင်းလန်းအစိုးရတပ်ဖွဲ့ရဲ့စစ်ကြောင်းတပ်နဲ့စစ်ကြောင်းနှစ်တို့ဟာစကိုင်းတိုင်းကလေးမြို့နယ်မကွေးတိုင်းကံကောမြို့နယ်ချင်းပြည် နယ်ဖလန်းမြို့နယ်နဲ့တီးတိမ်မြို့နယ်တို့မှာစစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။ရန်သူမလေရင်နဲ့ drone တို့ကိုအပြုပြီးတိုက်ခိုက်နေတော့လေချင်းလန်အစိုးရတပ်ဖွဲ့နဲ့မဟာမိတ်အဖွဲ့များသည်ဗိုလ်မှူးဗိုလ်ကြီးအဆင့်အရာရှိများအပါအဝင်ရန်သူအင်အားတရခန့်ကိုချေမုန်းနိုင်ခဲ့သည့်စစ်တုံးမှန်တချို့ဖမ်းဆီးရမိပြီးလက်နက်ခဲယမ်းများလည်းတင်ဆဲနိုင်ခဲ့သည့်လို့ချင်းပြည်အစိုးရကာကွယ်ရေးဌာနကထုတ်ပြန်ခဲ့ပြီးတိုက်ပွဲဖြစ်ပွားမှုအခြေအနေတွေကို အတိပေးထားပါတယ်ချင်းပြည်အစိုးရစစ်ကြောင်းတက်ဟာကလေးမျိုးနဲ့ကံကုန်းမျိုးကြားမှာမိဖက်ဘက်ကခွတ်အပါဝင်ចောင်းသားတက်မတော်ရပ်စတီခရိုင်တရင်များပကဖများရာ defense force ရဲ့စားတဲ့မဟာမိတ်အဖွဲ့တွေနဲ့လက်တွဲပြီးစစ်တပ်ကိုတိုက်ခိုက်နေတာလို့ဖော်ပြပါတယ်စစ်ကောင်စီကနိုဝင်ဘာလ6ရက်မှာ fighter jet နဲ့၄ချိန်နိုဝင်ဘာလ14ရက်မှာ fighter jet နဲ့ခုနှစ်ချိန်အဲဆဲနှစ်နဲ့တစ်ချိန်နိုဝင်ဘာလ15ရက်မှာ fighter jet နဲ့ နှစ်ကြိမ်နိုဝင်ဘာလ16ရက်မှာ Fighterjet နဲ့နှစ်ကြိမ်20ရက်နဲ့ဘုံလုံး50ခန့်နိုဝင်ဘာလ18ရက်မှာ Fighterjet နဲ့၄ကြိမ်၄ချောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ PDF နဲ့စကားစားနဲ့ပေးတာကိုပြောပြလာ။အရင်လေး PDF ကိုအဲ့ဒီတရားရရတဲ့အခါမှာကျွန်တော်လေးရုံလို့ပါတော့တိုင်မှုတွေကိစ္စမပြောတော့ပြီးမှတက်တဲ့အရုပ်လုပ်ပုံကျွန်တော်ပြောပြမယ်။ရောက်လာတဲ့အခါမှာဒါကိုဦးကိုနိုင်မထွက်ဘူးအောက်ကတပ်သား6ယောက်ကိုလွှတ်လိုက်တပ်သား6ယောက်ကအညာကကလေးတွေ ဘာမှဒီဟိုသူ COC ကိုညှက်ပယ်ခွင့်မရှိဘူးနောက်တစ်ခါကျတော့ဘာမှမသိဘူးဘသူကဘာလုပ်ခဲ့တယ်ဘသူကဘာကြောင့်ဘာညှိုးလေးကြောင့်ဘာမှမသိဘူးမသိဘဲနဲ့သွားပြီးတော့ဦးလေးဖြစ်သူကိုလက်တော့ပြန်ကြိုးတုတ်ပြီးတော့80နှစ်အရွယ်ကိုကြွားလဲမှာမင်းတို့တက်လိုက်အကုန်လုံးတက်ပြလိုက်ဆိုရယ်ပုံစံမျိုးနဲ့ပဲတက်ပြီးတော့ပြန်လာတာတရင်လေးကိုကျွန်တော်ပြောပြမယ်ဂျူဒီချိန်9နာရီပဲရှိတယ်6နာရီပြီးမှ တက်စကန်းတစ်ခုကတန်းပြုတ်လာစစ်ကြောင်းစစ်ပွဲပေါ်တာမှမရှိဘူး9နာရီမှဒီကလေးတွေကလာပြီးခေါ်ပြီးတက်တယ်တရင်လေးစကန်းကိုပြန်ရောက်ပြီးသတင်းပြန်ပို့ရမယ်ကိုဦး ကိုကခွဲမှုလားမသိဘူးကိုကနေမှာတစင်တရင်မှုလင်းရုံကိုသတင်းပြပို့ရမယ်နော်သတင်းပြပို့ရမယ်သတင်းပြပို့ရမယ်ဆိုဒီသတင်းဟာဒီနေ့ဒလန်ရှင်းနေမယ်ထားဗျာဒီနေ့လောက်ကြတယ်မယ်ထားဒီနေ့သတင်းရောက်တယ်တက်တက်မှာဘာကြောင့်လဲဆိုကျွန်တော်ခုနကတက်မှာနေခဲ့တဲ့ကောင်းလေသတင်းပို့ရတာပေါ့ကြီးပဏတော်သုံးရနေတာအစအစင်းနဲ့သွားဘာကြောင့်ကျွန်တော်အဲ့လိုမျိုးပြောလဲဆိုတော့အေးဟုတ်ပြီဒီပဏတော်သုံးလဲမသိဘူးအဲ့တက်တက်ဟာသတင်းပို့မှုလည်းမရှိဘူးဆိုရင်ဒါဓမြပြပြီနော်အဲ့တော့ပြောမယ်ဆိုရင် ကိစ္စဆက်ဆက်ဆက်ကဂျင်းနတာဆက်ဆက်ဆက်ကတက်ခိုင်းတယ်လာတတ်တာကဒီကြောက်ဆောင်ဘာညာအဲ့နေရာအပိုင်းတရင်လေးကိုဦးတို့အဖွဲကလာတတ်တယ်ကိုဦးတို့အဖွဲတို့ကသူ့ကခွဲမှုဘာညာဆိုသူ့ခွဲမှုအောက်မှာသူ့လူတွေရှိတယ်လေခွဲမှုတို့ရင်းမှုတို့ဟလာစုမှုတို့တတ်တယ်မှာရှိတယ်လေရင်းမှုရှိတော့တရင်ရောက်မှာပဲအဲ့တော့တတ်တာကဒလန်ကောင်းတယ်ပြပြီးတော့တတ်မယ်ဒီလိုကဒလန်ဖြစ်တယ်ဆိုပြီးတော့ဒါပေမဲ့ ်ခါခါနာနာမပြနိုင်တလန်တိတောင်းအဲဖုန်းလေးမှာယူသွားတာနော်ဖုန်းလေးလုံးမိသားစုစီကတိမ့်သွားတယ်တိမ့်သွားတဲ့ဖုန်းလေးနဲ့လည်းနောက်တဲ့မိသားစုဝင်တွေကိုထပ်ပြီးဆက်သွယ်တယ်ပြစ်တာကနိုင်မမနဲ့ပြတာမဟုတ်ဘူးစကြောက်ကြီးနဲ့ပြတာစကြောက်ကြီးဆို5 5 5နော်ကျွန်တော် AG တွေပါဆိုရင်7 1 2စကြောက်ကြီးနဲ့ပြလို့မျက်နှာပွင့်ထွက်တရားနဲ့တည်တာတည်ရအောင်ငရေထားခဲ့တယ်ဦးလေးကဆုံးသွားတဲ့အချိန်မှာမျက်လုံးတစ်ဖက်ချွတ်ထွက်မျက်မှန်တလဲလွှတ်ထွက် အဲ့နဲ့ပတ်သက်ပြီးတော့ဟိုမျိုးရည်ကြောင်းနဲ့မှပြဿနာတက်တယ်။ဘာကြောင့်လဲဆိုတော့ဟိုမိသားစုဝင်တွေထပ်သက်ခံရပါရဲ့။ထပ်သက်ခံရနိုင်တယ်ပေါ့။ကျွန်တော်ကြောင့်မဟုတ်ဘူးဒါမီဒီယာအားနဲ့အကုန်လုံးပြောထားပြီးပြီ။ထပ်သက်ရင်ပုံပြီးပြဿနာကြီးမယ်။အဲ့တော့ဘာမှဆက်လုပ်လို့မရသူအနေနဲ့ထုတ်ပြန်ချက်ကိုပဲကျွန်တော်ဆောင်းအောင်မီဒီယာအားနဲ့ကျွန်တော်ကာပေးထားရဲ။သူတို့ကထုတ်ပြန်ရင်ဒီလိုဒလန်အနေနဲ့ထုတ်ပြန်မှာခင်ဗျားတို့ဒါကိုယ်ရေးဆိုတာဝင်းဝဲရေးဆိုတာခင်ဗျားတို့မိသားစုအရင်းချာနေအနေနဲ့ဒလန်လို့မိသားစုခေါင်းတွေအတက်ခံနိုင်တယ်။ကိုယ့်ရဲ့ဟို အဖိုးကိုရဲ့အဖေကိုဒီလိုမျိုးတတ်သွားတယ်ဆိုတော့လက်ခံနိုင်တော့ခင်ဗျားတို့သဘောအဲ့မဲ့ကျွန်တော်လက်မခံနိုင်ဘူးဖြစ်တာကလည်းရွာသားတွေအနေနဲ့ဒါတွေကိုကုမြအောင်ကျွန်တော်တို့အကုန်လုံး data ကိုကူပေးမယ်ပေါ်ပေးဟိုဘက်ကမိသားစုကလည်းသူတို့လူတွေကြံနေသေးတဲ့အတွက်မပေါ်နဲ့တို့ကဒေါသတွေထွက်တာမနေ့ကအဲ့တော့ကျွန်တော်မနေ့အောင် state တင်လာသေးတယ်ဒါတက်မိသားသားကမှတက်မှာနော်အဲ့လိုမျိုးဟိုဘလို့ပြောရမလဲဗျာဟို လောကကံကခတ်တဲ့အာမျိုးတွေအဲ့တော့ညာသူကတော့တော်တော်များများတော့ညာနေပြီးတော့မဲဆောက်ရောက်ဒီဟိုဘန်ကောက်ရောက်တဲ့လူတွေတော်တော်များများရှိတယ်ချုံမီဆိုလည်းတချို့အမတွေအဲ့လိုပဲသူတို့ကထောက်ဖို့လုပ်တယ်ဒါပေမဲ့သူတို့ရဲ့အကူအာသူတို့ရဲ့မောင်းတွေအဲ့လိုမျိုးတတ်ခံရတယ်အများကြီးပဲအဲ့အညာမှမှုတွေအဲ့တော့ဖြစ်စင်ရတော့ဖြစ်အဲ့ဒါဒီဒီပဲအဲ့တော့ခိုင်းတာစကားစားတတ်တာကတရင်လေးကပြည်သူ့ကောင်ဝင်တက်ဖွဲ့အမိခန္ဓာနဲ့ပြည်ထောင်ကောင်ဝင်တက်တယ် တက်ထားတာအမှတ်၁စီရီသားကြီးဆိုပြီးရောတက်ထားတယ်ဒါပေမဲ့ KI ကအမှတ်၁စီရီသားသုံးမှာမပေးဘူးပြန်ဖြုတ်ထားတယ်အဲ့တော့တို့တိုက်ပွဲပေါ်ဆောင်မှုကိုကြည့်လိုက်တော့တနည်းပတ်လုံးမှာကားတစ်စီးကိုမိုင်းခွဲပြီးတော့တိုက်ခိုက်တာရဲ့နောက်တစ်ခုကကြတော့ဒလန်ရှင်းတာရဲ့အဲ့တော့အရှင်းကန်နဲ့ဒလန်နေရာကောဒလန်စစ်ဟုတ်ရလားကျွန်တော်ပြန်တွေးကြရဖြစ်လာပြီအဲ့ရှိမှာတက်ပြီးတော့ဆေးမထုတ်ပြန်ဘူးလို့ပြောတယ်အများကြီးပဲလေးရုံတော့ဖဲဒါတရင်လေးကဆေးမထုတ်ပြန်ဘူးတိတ်တိတ်လေးနဲ့ပြီးသွားတာအခုဒါကျွန်တော်ဦးလေးမလို့လေကျွန်တော်ဦးလေးမလို့ကျွန်တော်ကလည်းဒီမှာ စကားပြောတာပေါက်လို့နေရာတော်တော်များပြတ်ပြီးဒီတဲ့ကရောက်တယ်။တော့စကားစားရင်လှော်တာပြောကြအောင်စိတ်မစားဘူး။ခေါင်းလေးလည်းမရှိဘူး။စကားစားမှာဟာမင်းပီဒီအက်ထောက်ဖို့ပီဒီအက်တက်ခံရတယ်။ခေါင်းလည်းမရှိဘူး။ကျွန်တော်အဲ့အရာကိုကျွန်တော်စင်းနေလည်းမထဲဘူး။ပြီးတော့ဒီမကအေးဟိုစောက်နီဘောလေးရှိရယ်။ဝင်ပြီးတော့အာမင်းမင်းလည်းတလန်မင်းဦးလေးလည်းတလန်ဆိုဝင်ပြီးအာ၆တဲ့ကောင်လေးရှိတယ်။အဲ့ကောင်လေးလည်းအချိန်တစ်ခုကြာမစားပြီးသွားမှာ။ဘာကြောင့်လဲဆိုစနစ်အားနေနေရအောင်။စနစ်အားနေတော့အချိန်တစ်ခုမှလည်းဒီကောင်လေးထိမှာပဲ။ဘာကြောင့်လဲဆိုစနစ်ကအားနေသွားပြီ။ဒါကျွန်တော်မထိခင်အချိန်မှထိထားရမိသားစုတွေအများကြီးပဲ။အဲ့ကဘာလာအောင်မလဲဆိုတော့ အဲ့လိုမျိုးဟိုဥပဒေမဲ့အသက်ခံရတဲ့မိသားစုတွေအကုန်လုံးမိသားစုတွေအကုန်လုံးဥပဒေမဲ့အသက်ခံရတဲ့မိသားစုတွေအကုန်လုံးကျွန်တော်တို့ဗီဒီယိုနဲ့အကုန်လုံးစုစည်းပြီးတင်ပြဖို့ရှိတယ်နော်ဘယ်သူကဖယ်ကြောင်းဖယ်ကြောင်းဒါကတော့ဒါကျွန်တော် topic တစ်ခုကိုကျွန်တော်ခွဲပြီးအရှိမရင်ပြောထားတာအဲ့ဒီဗီဒီယိုထွက်လာရင် topic တွေကိုရောပုံပါပေါ့ဗျာ तू ကလည်းသူ့ရဲ့မျိုးသားဘယ်လိုမျိုးဆုံးသွားတယ် तू ကလည်းဘသူ့ရဲ့မောင်ဘယ်လိုမျိုးတက်ခံဘသူကတော့ပြတ်တက်လို့အောင်ပြေးလာရတယ်ဘသူကတော့ပြဘယ်လိုလိုက်တက်တာဘယ်လိုမိသားစုကိုချိန်ဆောက်လာပါအများကြီးလာပါဟုတ်လားကျွန်တော်ပြောပြသားမယ်ခုဒီရပိုင်းတော့ကောင်းတယ်တကယ်မထုတ် ။တလန်တရေဆိုတာဒီနေ့တက်ဒီနေ့ထုတ်ရတယ်။ဘာကြောင့်လဲ?ပြည်သူလူထုကိုအကြောက်တရားရှိသွားမှာဆိုလို့ဘယ်အဖွဲ့ကတက်တယ်?ဘသူတာဝန်ခံတယ်?ဒီလူကတလန်ဖြစ်လို့ဘာကြောင့်ထုတ်တယ်ဆိုတာတိတိကျကျယူကြည်တွေကုန်သတင်းထုတ်တယ်။ MOD အောက်ကတရင်တစ်ခုအနေနဲ့ reply ပြန်ဖို့လဲတင်းကြီးတွေဖွဲ့ထားတယ်။ပြူလူလို့နဲ့ချိန်ဆက်ဖို့လေအမြဲတမ်းပြောဖို့တော့လေငွေသာသွားလူကြည့်ပြချက်ချင်းဒီအကောင့်တွေမှာချက်ချင်းပေးပါငွေမြောက်သေးဘူးလားအဲလွဲပြီးဆက်လက်လေးပို့ပါနော်ဒါလေးအမြဲအမြဲတောက်လျှောက်လာမှာဒါပေမဲ့လို့ကဒီသတင်းသွားမင်းနဲ့ကျွန်တော်ကိုပြန်ပြောလိုက်တာကဟို အများနဲ့ထောက်ဖို့ပြီးနေတဲ့ဒီခုထိထောက်ဖို့အနေနဲ့ပါဝင်နေတဲ့လူမျိုးလေးစားပါလေတဲ့အဲ့တဲ့သူရှိမရောက်လာပါဘူးတဲ့အဲ့ဒါဆုံးသွားပြီးနောက်နေ့မှမေးတာနော်သူအဲ့ဒီတဲ့မရောက်လာဟုတ်ပြီခင်ဗျားတို့တိုင်ရင်ကလာတက်ပြီးတော့တင်းကတိုင်ရင်မှုရှိမရောက်ဘူးကြံကြားရေးရှိမရောက်ဘူးထားပါတော့အဲ့ဒါဆိုရင်ခင်ဗျားတို့ရှင်ကနေဂျွာသားတွေကိုတင်းထုတ်ပြန်ပေးပါမယ်ဒါရှိပါတယ်သူမှထုတ်ပြန်တဲ့အကြောင်းရှိပါတယ်ဆိုတော့ပြီးခဲ့တဲ့မနေ့ကဘာကြောင့်ပြောခိုင်းတာကျွန်တော်ပြောလေကျွန်တော်လာမေးတယ်လေ ျွန်တော်လာမေးတယ်ဒီခင်ဗျားတို့ page မှာလေးရုပ်ရှိစာတည်းရဲ့ပို့တယ်မပြောင်းဘူးလေမြတ်တော်အနေနဲ့ပြောရမှာကကိုမြောင်ရေမာငွေမျိုးတက်ဖြတ်နေတယ်တက်ဖြတ်တယ်စိတ်ကျင့်သားအောင်ပြောမိသားသူပြည်သူကမရိုင်းဘူးအခုကပြည်သူကဘယ်လိုပြောလဲဆိုတော့ဒါသူ့ရဲ့အတိတ်ကံရှိလို့အာကျွန်တော်ဒီအတိတ်ကံကျွန်တော်တင်းပြီလေဘာအတိတ်ကံဘာလာပြောနေရတော့မဆိုင်ဘူးလေဘာမှမလုပ်တဲ့လူတရားကိုအပြည့်မဲ့လူတရားကိုတတ်တာအဲ့ဒီအစားကျွန်တော်မုံတဲ့လူတွေခိုင်းတာလည်းမဟုတ်ဘူးတော်တဲ့နိုင်ငံရေးမှာဟိုကိုတိုင်းမျိုးရှိလို့ရှိရလူတွေခိုင်းတာလည်းမဟုတ်ဘူးအဓိကကစကားစခိုင်းတာ ဇင်းသားအဲ့ဘက်ကဆကားဆလမ်းခိုင်းတာလမ်းခိုင်းတော့အဲ့တင်းရင်းလေးကကိုဦးအဲ့ခွဲမှုဆိုတဲ့ကောင်ကသူ့ပထွေးတွေခိုင်းလို့သွားပြီးတော့သူ့လိုတက်ခိုင်းပြီးတော့ဒလန်ကောင်းတဲ့တက်တာအဲ့မှာပတ်သက်ပြီးတော့သူ့ကိုသွားတက်ပေးလိုက်တာမဆက်မလို့ရလဲကျွန်တော်မသိဘူးဦးလင်းနဲ့အခဲမကြီးဖြစ်ထားတဲ့ဟာကဆကားဆဖြစ်မယ်ဆကားဆဘက်ကဖြစ်တာဒီတင်းရင်းလေးကကောင်တဲ့ဦးလင်းနဲ့ညီဆုံးတစ်ခုမှမရှိဘူးဒီလောက်သူဥရဟိုဒီရွာတွေကြီးသွားနေရဗျာရွာတွေကိုဝင်လာလိုက်ထွက်လိုက်ရွာတွေကပဲထောက်ပံ့ပေးလိုက် ညတခုပြောပြပါအောင်မယ်။အမဆန်အိတ်ပါညလိုအပ်တယ်ပါညဆိုဆန်ထွက်တဲ့နေရာလေကမ္မကြောက်ဆောင်ကျွန်တော်တို့သွားရင်စပက်ကြီးအောင်ထားပြီးတော့ဟိုလောက်တာဆန်ဘိုးလေးလူခန္ဓာကျွန်တော်တွေ့တယ်ဆန်ပေါ်တယ်ဒီအိမ်မှာကျွန်တော်တို့သွားတော့ဗိုက်ရိုက်စားတယ်အဲ့မှာစပက်ကြီးအပြည့်မှာဆန်ခေါက်ကိုဖွတ်စားလိုက်ရတယ်အဲ့တော့လက်နက်ကင်မီဒီယာတချို့ကစီးပွားချာနေရလားလူသက်တွေနဲ့ခုဒီမှာဟိုကျွန်တော်ဒီ case ဖြစ်တဲ့အရှိအနောက်ပဲနောက်ထပ်အသက်ခံရတဲ့အားတွေအများကြီးရှိတယ် ဒလန်ဘိုဘဲနဲ့မိုင်းဆွဲတိုက်ခိုက်တယ်။ကားပေါ်ပါတဲ့ပတ်စံတွေအကုန်လုံးယူသွားတယ်။ယူသွားတော့ချေရလဲရကလည်းအကုန်လုံးရွာသားတွေလိုက်ကြည့်တော့လည်းပီရပဲ။အဲ့တော့ဥယီမွန်တို့ဟိုမေးရမှာကခုဒေါက်တာဇော်ဝေဆိုးတို့ကိုမေးရမှာကခင်ဗျားတို့အမေဆုံးမမှုရှိနေရတာမလေးရှားနိုင်ငံလောက်ဖြစ်နေပြီလို့ပြောတယ်။ရောက်ရဖောက်ကားမှုတွေရှိနေပြီလို့လည်းခင်ဗျားတို့ပြောတယ်။ကျွန်တော်လိုက်ပြီးတော့ဒီခရိုင်တစ်ခုရဲ့တရင်တစ်ခုအောင်စုံစမ်းကြည့်လိုက်တော့ဝါတာဂိတ်တွေနဲ့အခွန်ကောက်စားတယ်။နော်ဝါတာဂိတ်နဲ့အခွန်ကောက်စားတယ်။နောက်တစ်ခုကကြတော့ပြည်လူလူတို့ကိုပြတ်တက်တယ် ရှိတဲ့အေအားမှာ90 80နဲ့လူပါသွားတာတင်းနေမှာသူတို့အပေါ်ကလာဆင်မယ်ဆိုရင်တင်းတိကြတာကြားတာရော်ဒီကျောက်ဆက်ကလူတွေကိုခေါ်ပြီးတော့ဝင်စားဝတ်ပေးပြီးတော့တရေမှာလောက်အေအားရှိပါတယ်ဆိုပြီးအေအားပြတယ်ခဏအဲ့တော့အမိုရီကလိန်ငန်းနဲ့မသိဘူးအကုန်လုံးဒီဘက်ကတော်ဝင်ထမ်းဆောင်နေတဲ့မဲဆောက်ကအဲ့အတိအညီကိုတွေမေးတော့လေမနိုင်တော့ဘူးတဲ့ကိုမွေးတဲ့အမြောက်ကိုပြန်ချောက်နေတယ်ကိုမွေးရဲ့တရေပြန်ကြည့်တော့မနိုင်တော့ဘူး ဒါတွေဘယ်လိုလုပ်ကြမလဲဒါတွေမလုပ်ဘူးဆိုရင်ရှုပ်ကုန်မယ်ပြီးတော့ဒါဟိုဗာလဲညီလက်ကမ်ပိန်းတွေလုပ်တယ်ဒါဟိုအဲ့ဒီမှာပါပါတယ် celebrity ညီလက်ကမ်ပိန်းညီလက်ကမ်ပိန်းဆိုအဲ့ကမ်ပိန်းတွေလုပ်လိုက်လို့ပြည်သူတွေလှူလိုက်တဲ့ငွေတွေကအပြည့်မရှိတဲ့ပြည်သူတွေကိုပြတ်တက်ဖို့ကြီးနေဖြစ်လာတယ်လှူတဲ့လူတွေလည်းအစိတ်တင်တယ်ဟိုဘက်ကတုံးတဲ့ကောင်တွေကလည်းဒါဓမြတိုက်ဖို့အတွက်ကြီးအလကားရတယ်လို့ဖြစ်နေတယ်အဲ့တော့အဲ့အောက်ကတရင်တွေခရိုင်အောက်ကတရက်ခရိုင်အောက်ကတရင်တွေကလုံးပြန်စီစစ်တင်တယ်ကျွန်တော်တရင်ကလုံးမဆိုးလို့ဘူး ကျွန်တော်မျက်မျက်တတပဲပြောမယ်ပြန်စီစစ်တယ်လေဘယ်တရင်တွေကတော့ဖြစ်အချင်းပြန်ချစားနေတယ်အဲဟောကဘယ်ပကပတွေကတော့ဖြစ်ကောင်းတယ်ဘယ်ပကပမဟုတ်တဲ့အဖွဲတွေကတော့ဖြစ်အဲဒီ PDF ကဝေးတရင်တွေကတော့ဖြစ်ကောင်းတယ်ဘယ်ဘက်ကတော့မကောင်းဘူးဘလို့တန်တွေထွက်တယ်အေးထွက်တဲ့ဟာကိုအသေးချာချာကောင်းတော့မှလည်းအေးအေးဘူးလို့ရတယ်ကျွန်တော်ပြောရဲဘော်တွေကိုမပြောဘူးရဲဘော်တွေဆိုတာခေါင်းဆောင်မှုမားရင်မားတဲ့နောက်ကိုလိုက်မှာနော်မားတဲ့နောက်ကိုလိုက်မှာခေါင်းဆောင်မှုလုံးတဲ့ကောင်တွေကိုရဲယူရမှာအဲ့ကောင်တွေကစကားစားနဲ့ပေးနေလားစကားစားတော့ဖြစ်နေလားကျူရော်လေဗျာအဲ့မှာအများကြီးဖြစ်လာတာ ဘယ်ဘဲကောင်းတွေအိတ်ပြူရတွေသွားတိုက်တယ်။ခါလာလည်းဒါပြည်သူလူတို့ပဲစိတ်မဲစိတ်မဲတနက်နဲ့ချိန်မဲကို့အချင်းချင်းပြန်ပြီးတော့ဟိုကို့အချင်းချင်းပြန်ပြီးတော့ဟိုကိစ္စတွေတော်တော်များများတည်လိုက်တတ်မဲအဲ့လိုနေထားနေပဲရက်ဒီနေတည်ရင်းနေရလိန်နေပြည်သူလူတို့ကိုစစ်ပွဲမဖော်ဆောင်နိုင်ဘူးဒီတိုင်းကြီးပဲငေါတုံးမင်းနေရဆက်ကဆာလည်းသူတို့နဲ့ပေးနေတော့ဝင်မတိုက်ဘူးဆက်ကဆာလည်းဆက်ကဆာလည်းသူကသွားမတိုက်ဘူးအဲ့လိုနဲ့အညာအညာခံနေရတယ် တော့ချက်ပဲပြည်သူလူထုခင်ဗျာတို့မှထွက်လာတဲ့တရားစာတကိုယ်ဆိုင်ပြောလို့ရတဲ့ဟာကစကားစကားကိတ်ကိုလည်းခွန်ပေးရတယ်ဝါဒကိတ်ကိုလည်းခွန်ပေးရတယ်အဲ့ဒီကြားထဲမှာစကားစကားချိုးချွာတွေကိုစစ်ကြောင်းဝင်လာလို့ဘုံကြီးတွေကစဟိုစကားစလာတဲ့ကောင်မှာတရက်တွေနဲ့လာတယ်အဲ့မကန်လို့မလို့ရမယ်အဲ့ဒါမိလိုက်ရင်လည်းစကားစထွက်တာနဲ့ပြည်တဲ့ကဝင်တယ်ဘယ်အိမ်ကအဲ့ခံတာလဲဘယ်ဘုံကြီးတွေကအဲ့ခံတာတခါလဲတင်ကန်းတွေပါချိုးတခါလဲရှင်းအဲ့တော့ပြည်လူတို့ကလက်နက်မဲ့ ထောက်ပံ့ပေးဖို့ပဲရှိတာအဲ့ဒီနေရာမှာကိုကနေမြေစုံမှုမရရင်တော့စကားစဝင်လာလဲစကားစကိုအဲ့ခံရမှာပဲအဲ့မခံလို့အကုန်တက်ခံရမှာပေါ့တခါလေအဲ့မှာခေါင်းတွေချိတ်ကန်ထားရတာမှာရှာတွေထွက်နေရငင်ခွေးတွေမြင်ဘူးလည်းမလား2024 2023မှာတိုင်တွေမှာခေါင်းတွေချိတ်ခဲ့တာလေစကားစကိုအခံလို့ရော်တရော်လုံးကိုအဲ့တော့စကားစလာရင်ဟိုပြုံးပြုံးနဲ့ကြောက်ရတယ်ကြောက်ရအဲ့ခံတဲ့ဟာကိုစကားစထွက်ရင်ပြည်တဲ့ကဝင်တက်ပြည်တဲ့ထွက်သွားရင်စကားစကားထားဝင်တက်အဲ့တော့ခင်ဗျားစဉ်းစားကြည့်လိုက်ရောအညာပြူလူတို့ရဲ့ဒုက္ခကိုစဉ်းစားကြည့်လိုက်ရော အဲ့ကြတော်လိုင်းရဲဘော်ချင်းချင်းပြန်ပြစ်တက်လာလူကြီးရှေ့မှာပြန်ပြစ်တက်ပြန်လာတို့လို့ကိစ္စရအများကြီးရှိသေးတယ်နော်အဲ့တော့ဒီတော်လိုင်းကြီးကဘယ်ဥတည်နေလဲဆိုတာကျွန်တော်ကတော့ဖြင့်အရင်ပြောတယ်မလို့တော့ပြောပြမယ်တန်တွဲစူပွဲမှုကိစ္စကိုပြောပြမယ်ကျွန်တော်တီးခဲ့ရတဲ့တန်တွဲစူပွဲမှုမနေ့6နိုင်ဆိုကျွန်တော်တို့တန်းစီရတယ်နော်